ရရုံနိုင်ငံရဲ့နှစ်၄00တပ်တန်းရှိမြေအောက်ကဘာတခါတလေမှာအရာအလုံးကိုနောက်မှထားခဲ့ပြီးဘသူမှရှာလို့မထွေတဲ့တနေရာမှာသွားပုံးနေခြင်းစိမ်မျိုးလူကြီးမင်းတို့မှာဖြစ်ဖူးပါသလားလူတွေရဲ့မိုးမျောတိုက်ပြိုင်ပွဲတွေဆိုရှယ်မီဒီယာပေါ်ကစူညံမှုတွေကနေခဏလောက်ထွက်ပြေးပြီးကိုဘာသာအေးအေးဆေးဆေးနေလိုက်ချင်တာမျိုးပါပဲတကယ်လို့အဲ့လိုနေရာမျိုးအမှန်တကယ်ရှိတယ်ဆိုရင်ရောအခုလူကြီးမင်းတို့ပြမယ့်နေရာကအဲ့လိုလူတွေအတွက်အသင့်တော်ဆုံးနေရာတစ်ခုပါပဲဒါဟာပုံမြင်မဟုတ်ပါဘူး ။ဒီရုပ်နိုင်ငံရဲ့မြေကြီးရောက်မှာတကယ်တည်ရှိနေတဲ့လှစ်ဝက်ကဘာတစ်ခုပါ။အပေါ်ကနေ drone နဲ့ဝဲကြည့်လိုက်ရင်တော့ဘာမှကိုမထူးခြားတဲ့မြေပြန်ကြီးတက်တက်ပါပြီ။ဒါပေမဲ့အနားကိုကပ်ပြီးအောက်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့မြေကြီးတဲကိုဟင်းလင်းပွင့်နေတဲ့အရာမစတူရန်ချင်းကြီးတွေနဲ့ဖွဲ့စည်းထားတဲ့ရွာတရွာကိုအန်အော်ဒဂျီတွေ့ရပါလိမ့်မယ်။ဒီနေရာဟာလွန်ခဲ့တဲ့နှစ်ပေါင်း၄၀၀၀ကလေးကလူတွေနေထိုင်ခဲ့ကြတဲ့ရောင်တုံးမြေအောက်ကြီးရွာတွေပါပြီ။ဒီလူတွေကဘာဖြစ်လို့ကောင်းကင်ပေါ်တက်ပြီးအိမ်မဆောက်ကြပြီးမြေကြီးတဲတူးပြီးတော့နေကြရတာလဲ။ တရိယဘွားတွေကရောဘလောက်ထိအေးချမ်းနေမလဲစလိုက်ရအောင်ပါဒီမြောက်အိမ်တွေအများဆုံးရှိတဲ့နေရာကတရုတ်နိုင်ငံကဂုံးမြင့်မြင့်နေမှာပါဒီနေရာကမြေသားတွေဟာနှစ်တန်းပေါင်းများစွာစုပုံလာတဲ့နှုံးမြတွေဖြစ်ပြီးအုတ်ခဲတွေလိုမာကျောနေရကြောင့်ဒုရခွဲရတာလွယ်ကူသလိုပြန်ပြိုကျဖို့လည်းအရန်ခက်ခဲပါရီရှေးခေတ်လူတွေကဒီအားသာချက်ကိုအပြည့်အဝအသုံးချခဲ့ပါရီဘာလို့လဲဆိုတော့အဲ့ဒီခေတ်ကစစ်ပွဲတွေတိုက်ခိုက်လူရဲမှုတွေအများများတော့မြေပြင်ပေါ်မှာအိမ်ဆောက်နေတာကရန်သူကိုလက်ရက်ခေါ်နေသလိုပါပဲ မြေကြီးအောင်မှနေလိုက်တော့ဘယ်သူမှလည်းလွယ်တကူရှာမတွေ့နိုင်တော့ဘူးလုံခြုံမှုလေးအပြည့်အဝရသွားတော့ပါတနည်းပြောရရင်တော့ရန်သူတွေလက်ကနေပုံနေတာကတမျိုးကိုယ့်ရဲ့ ace တန်ကနေပုံနေတာကတမျိုးပေါ့ဗျာနောက်ထပ်အရေးကြီးဆုံးတစ်ချက်ကတော့ရာသီဥတုတန်ကအကောင်းဆုံးကာကွယ်ပေးနိုင်တာပါပဲလူကြီးမင်းစဉ်းစားကြည့်လိုက်ပါအပြင်မှာအပူချိန်40ဒီဂရီလောက်နဲ့ချွေးတတိတိကျနေတဲ့အချိန်မှာအဲ့ဒီအိမ်ကြီးတွေကအပူချိန်က20ဒီဂရီလောက်မှာပဲတည်ငြိမ်နေတာပါအဲကွန်းလုံးဝမလိုပဲနဲ့အဆောင်လေးခြုံပြီးတော့အေးအေးဆေးဆေးနေလို့ရပါသည် ဆောင်းနှူးရောက်လို့အပြင်မှာအနှုတ်20ဒီဂရီလောက်ထိဖြစ်ပြီးအရိုးတွေကွဲမတက်ချမ်းနေအောင်မှာအိမ်ထဲမှာကအနှွေးတက်နဲ့နှွေးထွေးနေတော့မှာပဲလားစဉ်ဆောင်းနှူးရတဲ့မီတာကားကိုချွေတာခြင်းတဲ့သူတွေအတွက်တော့တကယ်ကိုအိမ်မက်ထဲကအိမ်မှာပဲသူတို့ဒီအိမ်ဒီကိုစောက်တဲ့ပုံစံကလည်းရိုးရှင်းပြီးတော့အယဉ်ညံကောင်းပါလိပထမဆုံးကိုမိသားစုအတွက်ခြံဝင်းတစ်ခုကိုမြေပေါ်မှာမဆောက်ဖင်းနဲ့မြေကြီးရဲ့အနက်9မီတာလောက်မှာတူးချလိုက်ပါလိပြီးတော့မှအရင်တူးထားတဲ့ခြံဝင်းရဲ့ဘေးနီးယံတွေကိုကိုလိုချင်တဲ့အခန်းကြီးအတွက်အတိုင်းအပေါက်တွေဖောက် ထွေးပြီးတော့အိတ်ခမ်းမီးဖို့ကြောင့်အိတ်ခမ်းတွေကိုဖန်တီးကြတာပါခြံဝင်းလေကဟင်းလင်းပွေနေရာကတော့အလင်းရောင်နဲ့လေဝင်လေထွက်ကိုအဓိကပေးစွမ်းပြီးတော့မိုးရွာရင်လေရေတွေအိုင်မနေအောင်ရေထွက်ပေါက်တွေကိုစနစ်တကျပြုလုပ်ထားပါသည်အိမ်ထဲကိုဝင်မှုအတွက်တော့မြေပြင်ပေါ်ကနေအောက်ကခြံဝင်းထဲကိုဆင်းသွားနိုင်တဲ့လှေကားလေးတစ်ခုဒါမှမဟုတ်ရှောဆောင်လေးတစ်ခုကိုပြုလုပ်ထားတာပါပဲတချိန်လုံးကဆိုရင်အဲ့လိုမြေအောက်အိမ်ဒီမှာလူဦးရေတန်း၄၀လောက်ထိနေထိုင်ခဲ့ကြရတယ်လို့မှတ်တမ်းတွေမှာဖော်ပြကြပါသည် ရန်ကုန်လူဦးရေရဲ့၈ဆလောက်ကမြေကြီးအောင်မာနေခဲ့ကြတဲ့ဆိုတဲ့သဘောပါပဲ။ဒါပေမဲ့အခုခေတ်မှာတော့လူတော်တော်များများကမြို့ပေါ်တက်ပြီးတော့မိုးမျော်တိုက်တွေမှာပြောင်းနေကြပါပြီ။မြေကြီးအောက်ကအေးချမ်းမှုထက် Wi-Fi line ကောင်းတာကိုပိုရွေးချယ်သွားကြတာပေါ့ဗျာ။ဒါပေမဲ့ဒီကနေ့ထိတော့အဲ့ဒီအိမ်တွေကိုမစွန့်မလွတ်ပဲဘိုးဘွားအမွေနှစ်အဖြစ်နဲ့ဆက်လက်နေထိုင်နေတဲ့မိသားစုတွေထောင်ပေါင်းများစွာရှိနေပါသေးတယ်။အခုခေတ်နဲ့ညီလျှက်စစ်ပြီးရေပိုင်လိုင်းနေနောက်ဆုံး internet line တွေတော့မှအသုံးပြုလို့ရနေပါပြီ။ ။ဒီအစိုးရကလည်းဒီနေရာတွေကိုယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ပြီးကမ္ဘာလေခီးသွွားတွေကိုဆွဲဆောင်နေတဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲပြလိုက်ပါပြီ။အဲဒီလိုနေရာမျိုးတွေဟာရှေးလူကြီးတွေရဲ့ဉာဏ်ပညာကိုပြသနေသလိုတဘာဝတရားနဲ့လူသားတွေဘလို့လိုက်လျောညှိထွေနေထိုင်နိုင်ခဲ့ကြတယ်ဆိုတာကိုသက်သေပြနေတဲ့အသက်ဝင်နေတဲ့တမိုင်းတစ်ခုပါပဲ။